အားလုံးပဲမင်္ဂလာပါဒီနေ့မှာလဲပရာလောကနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းမယ့်အကြောင်းအရာနှစ်ခုကိုကျွန်တော်ပြောပြမယ်အဲ့ဒါကတော့ဒီဥစဉ်နေနဲ့ဘုံကြီးတွေနဲ့ပတ်သက်ပြီးတော့ဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုပါဘုံကြီးတွေနဲ့ဒီတစ်ပင်ဆောင်းနဲ့ယုတ်ကူဆိုးနဲ့တည်းကြားမှာဖြစ်ခဲ့တဲ့ပြဿနာအကြောင်းအရာနှစ်ခုကိုပြောပြမှာဖြစ်ပါတယ်ပထမဆုံးအကြောင်းကိုကျွန်တော်စပြောပြမယ်နော်ပထမဆုံးအကြောင်းကဘာနဲ့ဘယ်လိုစလဲဆိုတော့အဲ့ဒီရွာမှာရွာသားတွေကဘုံကြီးအကြောင်းစောက်ပြီးတယ်ဘုံကြီးအကြောင်းစောက်ပြီးတာနဲ့ဇလန်းစား ဘုန်းကြီးစားတယ်ပြင်းတာចောင်းထန်ဘုန်းကြီးကိုသူကမျိုးကနေပင့်တယ်ပေါ့ဗျာလာပြီးတော့ចောင်းထန်ကြတယ်ဒါပေမဲ့တလားနှစ်လားလောက်နေရတယ်အဲ့ဘုန်းကြီးကြီးညယူတဲ့ဘုန်းကြီးကယူတယ်တည်တဲ့ပြန်လွန်တော်မူတဲ့ဘုန်းကြီးကပြန်လွန်တော်မူတယ်ထွက်ပြေးတဲ့ဘုန်းကြီးကထွက်ပြေးတယ်အဲ့ចောင်းမှာចောင်းထန်လုံးဝမမြင်ဘူးအဲ့ဒီနေ့ကျတော့ဆရာတော်ကြီးတပါးကရောက်ချလာရောက်ချလာသူចောင်းထန်မဲတဲ့ဒီမှာတဲ့ဆိုပြီးတော့ရောက်ချလာတော့ပြီးတော့ဆရာတော်ကြီးကဒီចောင်းပတ်ဝန်းကျင်လိုက်ကြည့်တော့ အထူးခြားနေလဲဆိုတော့ကုရီးယားဒီចောင်းတိုက်အတွင်းထဲမှာမရှိဘဲနဲ့ဒီចောင်းဝင်းထဲမှာပဲចောင်းဝင်းထဲမှာသွားရှိတာចောင်းတိုက်အတွင်းမှာအမှန်တကယ်ရှိရမှာပေါ့နော်အဲ့ဒါမဟုတ်ဘဲနဲ့ចောင်းတိုက်နဲ့ခတ်ဝေးဝေးចောင်းဝင်းထဲမှာသွားရှိနေတာပြီးတော့အဲ့ကုရီးရှိတဲ့နေရာမှာလဲနောက်ပြီးတော့အပင်တွေပါတယ်အများကြီးရှိတယ်အဲ့နောက်ဖက်မှာပေါ့နော်အပင်ကြီးတွေပါတယ်အဲ့နောက်ဆရာတော်ကဖျက်လျှောက်တဲ့အချိန်မှာအနတ်သက်ကတော်တော်ဆိုးရွားနေတာဘုံကြီးတွေလည်းတုံးတယ်လာတဲ့ဒကာဒကာမတွေလည်းတုံးတယ်ဆိုတော့ အင်းလာကကုလီယာတွဲလိုက်ကြလို့ဖြစ်ပြီးတော့အရန်နန့်သက်တွေလည်းပြင်းတယ်ဗောလေအဲ့လိုဖြစ်နေတာဆရာတော်ကသတိထားမိတယ်ပြီးတော့သူတောင်ကြကြမနေနိုင်အဲ့နာမှာမြန်မြန်ကြောင်းဘက်ကိုပြန်လာအဲ့နဲ့ညရောက်တော့သူကသုံးဆန်တာဖျားရှုခိုးဒီစိတ်မေတ္တာပို့ပြီးတော့သူကကျိန်းလာဗောလေကျိန်းတော့အိမ်မှာထက်မှာအဖိုးကြီးတယောက်ကသူ့ကိုလာပြီးတော့ပြောတယ်ဗာလဲတဲ့နောက်တပါးလာပြီးအသေးခံတာလားတဲ့မမှတ်သေးဘူးလားတဲ့ဆိုတော့သူ့ကိုပြောတော့အဲ့နဲ့သူကလည်း ဖုန်းကြီးရတယ်ကြောင်သွားတာပေါ့နော်ကြောင်ပြီးတော့ဘာဖြစ်လို့လဲတဲ့ဘာလုံးမိလို့လဲ तू ကဒီနေ့မှဒီကြောင်ကြောင်ထံမို့တော့လာတာဆိုတော့ပြောတော့အဲ့ဖိုးကြီးကဘာပြောလဲဆိုတော့ငါတဲ့နင်တို့ကုဒီစောက်ထားတဲ့နိုင်ငံအနောက်ဘက်မှာရှိတဲ့အပင်မှနေတာတဲ့အဲ့ဒါငါဘုံမိမ့်မှမယ်တဲ့စင်စားကြီးရဲ့သူများရဲ့အိမ်အလဲကောင်တက်တက်မှာသူများရဲ့အိမ်ရှိတက်တက်မှာအဲ့အိမ်ငါကြီးလာစောက်ထားပြီးတော့အနန္တတ်တွေစိုးရွားနေတယ်ဆိုရင်တဲ့ဘသူကကြိုက်မှာလဲတဲ့အဲ့အ အလုံးအနှံ့သက်တည်းကသူ့ရဲ့ဘိန်ဘတ်နဲ့ရောက်တယ်ဗောလေရောက်တော့ဘလို့မှလည်းမနေနိုင်ဘူးတဲ့အဲအကြောင်းနဲ့ဒီအိမ်သားကိုဖျက်ပါတခြားနေရာကိုစောက်ပါလို့ငါမေတ္တာရက်ခံတာတဲ့အရင်ဖုန်းကြီးတွေကိုလည်းတဲ့အရင်လူတွေကိုလည်းတဲ့ဒါမဲနဲ့ဘယ်သူမှအရေးရာမလုပ်ကြဘူးတဲ့အဲအကြောင်းနဲ့ငါတဘာပဲတဘာတက်ပြတ်တာတဲ့ဆိုတော့ तू ကအဲ့ဖိုးကြီးကအဲ့လိုမျိုးဒဲကိုပြောချပြောတာဆရာတော်ကလည်း तू အိမ်မှာထဲမှာပဲအေးကောင်းပြီအဲ့ဒါဆိုရင်လည်းနက်ပြန်ကြရင်တော့ပြင်ပေးပါမယ်ပေါ့ဆိုပြီးတော့ခရီးခံပြီးတော့ အဲ့ဘုံကြီးအေးတဲ့အဲ့ဖိုးကြီးကအေးတဲ့ကိုကလေးတိုင်းကိုလောက်တယ်မလို့ရတော့ရှင်ဘုံကြီးတဲ့အတိုင်းဘယ်သွားရမလဲဆိုတာသိတယ်မလားဆိုတော့ချင်းချောက်ပြီးပြီးတော့နောက်နေ့နောက်နေ့မနေ့ရောက်တော့အဲ့ဆရာတော်ကရွာသားတွေစုပြီးတော့အဲ့ဒီအကြောင်းပြောပြတော့မှရွာသားတွေကလည်းအာဇာကြောင့်မလားပေါ့ဆိုပြီးအကုန်လုံးကလည်းတိကုန်ကြပြီးတော့အဲ့ဒီအားချင်းပဲအဲ့ဒီနားမှာရှိတဲ့အင်သားတွေအကုန်ဖြတ်အကုန်ဖြတ်ပြီးတော့အမွှေးနှမ်းသားတွေအကုန်ပတ်ပေါ့ဗျာတင်မှာပုံပတ်ပြီးတော့မှတခြားနေရာကို ပြောင်းဆောက်ပြလိုက်ရပြောင်းဆောက်ပြီးတော့မှတရနှစ်ရက်လောက်ကြာတော့အဲ့ဖိုးကြီးပဲအိမ်မက်ထဲမှာဆရာတော်ဖရာအိမ်မက်လာပြရဂျေစုတင်တယ်တဲ့နင်အဲ့လိုမျိုးပေါ့နော်ဘုန်းကြီးဆရာတော်လှုပ်ပြီးလို့အခုတော့အနန္တတည်းမရှိတော့ဘူးတဲ့နေလို့ထိုင်လို့လည်းကောင်းသွားပြီတဲ့ပြီးတော့ဆရာတော်ဗာပြောလဲဆိုတော့ငါတဲ့သူများကိုမတတ်ချင်ဘူးတဲ့ဒီလိုမျိုးမေတ္တာရခံနေရတာနဲ့ငါ့ကိုမလိုက်လျောလို့ငါရဲ့တောင်းဆိုတာမလိုက်လျောလို့အရင်ဘုန်းကြီးတွေတော့တတ်ပြတာတဲ့ဒါမဲတဲ့အခုရှင်ဘုရားကတော့တဲ့ အရင်တော့သူဆက်ဆက်လာခြင်းတော့သူဒေါသနဲ့ဘုန်းကြီးတွေလည်းမယူသေးဘူးအဲ့လိုမျိုးနေနေငါတွေနဲ့ချဒါပေမဲ့ဆရာတော်ဘုရားကမြေတားတွေလည်းပို့တယ်သူလူကျင်တဲ့ဟာလည်းလုပ်ပြီးတော့သူကဘုန်းကြီးကြတော့လက်အုပ်တွေပါလေခြီလာတော့ဘာဒုတိယအချိန်အိမ်မက်လာပြီးတဲ့အချိန်မှာလက်အုပ်တွေပါလေခြီပြီးတော့ဘယ်မှမသွားနိုင်တော့တဲ့ဒီမှာပဲကျောင်းထိုင်နဲ့ဝေယဝိဆာမှန်သမျှဟိုးတဲ့တတ်နိုင်သမျှ तू လုပ်ပေးမယ် तू ဖြည့်ရှင်းပေးမယ် तू ကုညီမယ်ပေါ့ဆိုပြီးတော့အဲ့ဒီဆရာတော်ဘုရားကို तू အဲ့ဒီကျောင်းမှာကျောင်းထိုင်ခိုင်းနေတဲ့ဒါကတော့ ီကုဒီနဲ့ပတ်သက်ပြီးတော့ဖြစ်ခဲ့တဲ့အကြောင်းအရာပေါ့ဗျာဒီဦးစင်းနဲ့ရုပ်ရိုးနဲ့ဂျာမှာဖြစ်ခဲ့တဲ့အကြောင်းအရာတစ်ခုပါဒုတိယအကြောင်းအရာကိုကျွန်တော်ဆက်ပြောပြရမယ်နော်ဒုတိယအကြောင်းအရာကဘယ်လိုလဲဆိုတော့အဲ့ဒီတောမီယဟန်တစ်ပါးနဲ့ဖြစ်ခဲ့တဲ့အကြောင်းအရာတောမီယဟန်ဆိုတော့ထုံးစံတယ်မယ်သူကအပင်တပင်အောက်ကိုသွားတယ်သွားပြီးတော့တရားတွေကျင့်တယ်တရားထုတ်တယ်စသဖြင့်ပေါ့နော်အဲ့ဒီ line ကိုလောက်တယ်လောက်တော့ဆရာတော်က तू ကတကယ်တီလာတမာတွေကောင်းပါတယ်ဒါမဲ့ तू ကသူ့မှာတခုလိုရသွား तू လိုရတဲ့ဟာကိုကျွန်တော်နောက်ကြာရင်ပြောပြမယ်နော် तू အဲ့ဒီအပင်အောင်မှာသွားပြီးတော့တရားကျင့်တယ်ဒါမဲ့တစ်ပတ်လောက်နေတော့ तू အပြင်းပြားတယ်အဲ့နဲ့သူ့ရဲ့အကြောင်းကို तू ပြန်တယ်သူ့ရဲ့အကြောင်းမှာ तू ဆရာတော်ဘုရားကြီးရှိတာကိုဆရာတော်ဘုရားကြီးကိုပြန်တယ်ဟိုအကြောင်းရောက်ပြီဆိုတော့ तू ကနေကောင်းသွားစိတ်ကူကြအောင်မလို့အဲ့နဲ့ तू ပြန်တယ်အဲ့အပင်အောင်ကိုပဲပြန်တယ်ပြန်ပြီးတရားသွားကျင့်တယ်ရသွားကျင့်တရားဆင်းရအောင်နေ तू ဖျားပြန် ရန်နဲ့တော့သူကြောင်းတိုင်းရှိတဲ့ဘုန်းကြီးကြောင့်ပြန်သွားပြန်အောင်အဲ့လိုနဲ့အခေါက်အခါခါလေးဖြစ်နေရဗျာအခေါက်အခါခါလေးဖြစ်နေတော့သူ့ရဲ့ဒီဥပစ္စေဆရာတော့ကျောင်းနယ်ဘုန်းကြီးကမသင်ငါတော့မသင်ငါတော့ဘယ်နဲ့ဒီတစ်ခါကျတော့သူ့တပည့်ကိုအဲ့ဒီဆရာတော့မလွတ်တော့မလွတ်တော့ဘယ်နဲ့ခဏယုံနဲ့ဒီမှာနေုံနဲ့ငါပြီးတော့အဲ့ဒီမင်းရှင်ဘုရားတရားကျင့်ခဲ့တဲ့နေရာပေါ့နော်တရားကျင့်ခဲ့တဲ့တပင်အောက်ကိုတဲ့သူသွားမယ်တဲ့ဆိုပြီးတော့အဲ့ဒီကျောင်းနယ်ဆရာတော့ဘုရားကြီးကသွားသွားပြီးတော့ ညတညလုံးသူတရားထိုင်တရားကျင့်မေတ္တာပို့အစားအသင်လောက်တာပေါ့နော်အဲ့ဒီအချိန်မှာသူ့ရဲ့အာယုံထဲမှာအဲ့လိုမျိုးပဲနန်းဝင်နန်းစားလို့လို့ရုပ်စိုးလို့လို့တော်အဲ့ဒီပုံကိုတယောက်ကြီးဆင်းလာပြီးတော့သူ့အဲ့အပင်ပေါ်ကပဲဆင်းလာတာပုံသူကမြင်ရတယ်ပေါ့ဗျာအာယုံထဲမှာသူ့ဘာပြောလဲဆိုတော့ရှင်ဘုရားတဲ့ရှင်ဘုရားတပည့်ကလွန်လွန်းနေတဲ့ဒီအပင်ရောက်มาလဲလာနေသေးတယ်တဲ့တစ်နေ့လုံးတရားတွေပဲကျင့်နေတာလေဘာမြတ်တာမှလည်းမပုတ်ဘူးတဲ့ဘာအမြတ်မှလည်းမဝေဘူးတဲ့ ဲ့တော့တပည့်တော်တို့ကတဲ့ဒီအပင်ပေါ်မှာနေတော့တဲ့ဒီဘုန်းကြီးရဲ့ခေါင်းပေါ်မှာနေရလို့ဖြစ်တော့တဲ့နေလို့မရဘူးလေတဲ့အဲအကြောင်းရှောက်သွားနေရတာတဲ့သူကမြေတားလည်းမပို့တော့တဲ့ဘလို့မှလည်းမြေတားလည်းမရအမျှလည်းမရတော့တဲ့တပည့်တော်ကအဆင်မပြေဘူးတဲ့အဲ့တော့ခင်နိုင်ရင်နဲ့သူ့ကိုဒီကိုပြန်မပို့ပါနဲ့တဲ့အရှင်ဘုရားရဲ့ဒီမှာတရားကျင့်မှာမြေတားတွေပေးပါတဲ့အရှင်ဘုရားပို့တဲ့မြေတားတွေလည်းသူရပါတယ်ဒါတို့လည်းခေါ်ပါတယ်ပေါ့နော်အဲအကြောင်းလည်းကိုထင်လာပြပြီးတော့ ဒီအယုံထဲမှာကိုထင်လာပြပြီးတော့တောင်းဆိုတာတဲ့ဆိုပြီးတော့အဲ့ဒီကြောင်းတန်ဆရာတော်ဘုရားကိုပြော ပြောတော့မှကြောင်းတန်ဆရာတော်ဘုရားကလည်းသူကလည်းအဲ့ကြောင်မှသဘောပေါက်တယ်။အော်သူတပည့်ကတရားကိုပဲမှီပြီးတော့အားထုတ်နေတယ်။မေတ္တာကြီးပို့ဖို့အမျှကြီးဝေဖို့ကြတော့မင်းနေပါလားဆိုတော့သူကလည်းအဲ့ကြောင်မှတိတယ်။တိတော့သူကလည်းမေတ္တာပြန်ရက်ခံတယ်ပေါ့နော်။ဒီတောမီဟန်လေးကိုဝင်မြုံနဲ့သူကနည်းနည်းမတိလို့ဖြစ်သွားတာနောက်ခါသူပြန်လာမယ်ပြန်လာတဲ့ခါကျရင် အမြတွေဝေမြတ်တာတွေပူပေးဖို့အတွက်သူမြတ်တာရက်ခံခဲ့မယ်ဆိုပြီးတော့အဲ့လိုမျိုးပြောခဲ့တယ်။ပြောခဲ့တော့မှနောက်ကြတော့မှအဲ့ဒီတောမီအဟန်လေးကပြန်လာပြန်လာပြီးတော့မှဆရာတော်ဖျားကြီးပြောတဲ့အတိုင်းတရားကျင့်တယ်မြတ်တာပို့တယ်အမြတ်ဝေတယ်။ဒါဆိုရင်အဲ့လိုလုပ်တော့အဲ့ဒီတောမီအဟန်လေးကနောက်များမကြမီသူကအဲ့လိုမျိုးတရားတော်ရသွားတယ်လို့တော့ပြောတယ်ပေါ့နော်။ဟုတ်ကဲ့ပါဒါကတော့ဒီဦးစင်းနေယဟန်နေနဲ့ယောဂုဇိုးတွေကြာမှာဖြစ်ခဲ့တဲ့အကြောင်းအရာကိုကျွန်တော်ပြန်ပြီးတော့ပြောပြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။